ဒီကနေ့ဖေဖော်ဝါရီလ၄ရက်နေ့နနက်၉နာရီခန့်ကမကွေးမြို့မြို့တော်ခမ်းမရှိမှာတကူတော်ဆန္ဒထုတ်ဖော်ခဲ့တဲ့မကွေးစစ်တပ်ကတို့နောက်ဆုံးနှစ်အပိုင်းအခါကိုចောင်းသားကိုညံမျိုးအောင်ဟာငိမ့်စုစီပုံမနဲ့အမှုဖွင့်ခံခဲ့ရတယ်လို့သိရပါဗျ။ကိုညံမျိုးအောင်ဟာပြည်ရင်းစစ်ချက်ချင်းရဲ့ဆေးရနာရှင်စနစ်ကြဆုံးပါစေဟုသောစာသားပါကပြားကိုလွှဲ၍ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ပြည်ရင်းစစ်ကိုဗမာရီဘာကြောင့်ဆန့်ကျင်တယ်လဲဟုခေါင်းစဉ်မှာဆောင်ရွက်များကိုဝေခဲ့ပြီးအဲဒီဆောင်ရွက်တွေမှာပြည်ရင်းစစ်ကြောင့်တိုင်းရင်းသားတွေကြုံတွေ့ခံစားနေရတဲ့အခက်အခဲများပြည်ရင်းစစ်ကိုတက်တက်ကြွ ကြဆန့်ကျင်သင့်တာတွေကို ရေးသားထားတယ်လို့သိရပါဗျ။ ကိုညံမျိုးအောင်ကအဲ့ဒီလိုဆောင်ရွက်နေစဉ်မှာမကွေးမျိုးမရဲစခန်းမှာတာဝန်ရှိသူတွေကသူ့ကိုစခန်းကိုခေါ်ဆောင်သွားပြီးစစ်ဆေးမေးမြန်းခဲ့ပြီးနောက်မျိုးမစခန်းမှာဒူရဲမှုဆိုင်အောင်ကတရားလိုပြုလုပ်ကပါ60နှစ်မြင်ဆောင်2010ငိမ့်ချစွာစုဝေးခွင့်နဲ့စီနန်းလက်လေဝင်းဆိုင်ရာဥပဒေပုံမှ19နဲ့အမှုဖွင့်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီလိုငိမ့်စုစီပုံမှနဲ့အမှုဖွင့်ပြီးနောက်မိုးလဲနှစ်နာရီခွဲခန့်မှာကိုညံမျိုးအောင်ကအာမခံပေးသူနှစ်ဦးနဲ့အာမခံပေးကပြန်လွှတ်ပေးခဲ့ကြောင်းသိရပါဗါတယ်။ ငဲစုစီဥပဒေဖြင့်အမှုဖွင့်ခံခဲ့ရတဲ့မကွေးစစ်တပ်ကတော့နောက်ဆုံးနှစ်အပိုင်းခါကွေចောင်းသားကိုညံမျိုးအောင်ကသူဟာဥပဒေနဲ့ညီဆုံးမှုမရှိဘူးလို့ပြောပါရယ်။တကယ်ကိုပထမဆုံးစပြောမယ်။တကယ်ရမှာနိုင်ငံသားများသည့်စာနာဖော်ထုတ်ခြင်းနဲ့နိုင်ငံသားများသည့်တို့မဟုတ်အဖွဲ့အစည်းသည့်စာနာဖော်ထုတ်ခြင်းလို့ရှင်တင်ရမယ်ဆိုတာနိုင်ငံသားများသည့်တို့မဟုတ်အဖွဲ့အစည်းသည့်ဆိုလို့ရှင်ကျွန်တော်တယောက်တည်းဖြစ်တယ်။နိုင်ငံသားများလည်းမဟုတ်ဘူးအဖွဲ့အစည်းလည်းမဟုတ်ဘူး။အဲ့တော့တင်ကြမလို့။ဒါပေမဲ့နေ့အချက်က ဒီစုပြန်ချင်းစီဟိုစုဝေးချင်းနဲ့စီတန်းလဲလဲချင်းအတွက်တင်ရမယ်ဆိုတော့ကျွန်တော်တယောက်တည်းဖြစ်တဲ့အတွက်စုဝေးချင်းဆိုတဲ့စကားရက်ကနှစ်ယောက်တည်းတယောက်တည်းပုံမှာစုဝေးချင်းဆိုတဲ့စကားရက်မြောက်တယ်။နောက်စီတန်းလဲလဲဆိုတော့ကျွန်တော်စီတန်းလဲလဲရမှာမဟုတ်ဘူး။တယောက်တည်းမတည့်ရက်။အဲ့တော့စုဝေးချင်းနဲ့စီတန်းလဲလဲချင်းနဲ့လည်းကျွန်တော်မညှိဘူး။ အဲ့တော့သူ့ရဲ့ဥပဒေပုံမှန်အရလည်းကျွန်တော်ချိုးဖောက်တာချင်းမရှိဘူး။ကိုညံမျိုးအောင်ကိုအမခံပေးခဲ့တဲ့ဥအောင်ကြကြောကလည်းသူဆန္ဒထုတ်ဖော်ခဲ့တဲ့ဤရွယ်ချက်ဟာကမ္ဘာငြိမ်းချမ်းရေးနေ့မှာမြန်မာနိုင်ငံငြိမ်းချမ်းဖို့နဲ့စစ်ပွဲတွေရပ်တန့်ဖို့အတွက်ဖြစ်တယ်လို့ပြောပါရတယ်။ကိုညံမျိုးအောင်ကပြတာကသူကကမ္ဘာငြိမ်းချမ်းရေးနေ့မှာဒီမြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက်စစ်ပွဲတွေရပ်တန့်ဖို့အတွက်သူကရည်ရွယ်ပြီးကမှစင်နာချင်းစနစ်ကြဆုံးဖို့ရည်ရွယ်ကြတယ်လို့သိရပါတယ်။ဒါပေမဲ့သူ့ရဲ့လှုပ်ရှားဆောင်ရွက်မှုကငြိမ်းချမ်းရေးကိုရအောင်လုပ်တဲ့လှုပ်ရှားဆောင်ရွက်မှုအပြင်ကို ဟိုကျွန်တော်တို့ဒီငိမ့်စုစီဥပဒေဟိုပြင်ဆင်ဖို့အထီအောင်ဟိုတွားပြီးအထက်ပဲတက်ရောက်တယ်ပေါ့ငိမ့်စုစီဥပဒေမှာ48နာရီအတွင်းကြိုတင်ပြီးမျိုးနယ်ရဲတပ်ဖွဲ့မှူးထံအသိပေးရမယ်လို့ပါဝင်ကကိုညံမျိုးအောင်ကအဲ့ဒီလိုကြိုတင်အသိပေးစာမတင်ခဲ့တဲ့အတွက်အမှုဖွင့်ခဲ့ရခြင်းဖြစ်တယ်လို့မကွေးမျိုးနယ်ရဲတပ်ဖွဲ့မှူးရဲမှုတင်ထွန်းကမီဒီယာတွေကိုပြောကြားခဲ့ပါတယ်